မင်္ဂလာပါသားတို့သမီးတို့ရေချက်ကတော့တတ္တမရံဇာတိတနဲ့ပြည်သူနီတိဘာသာရက်ကိုတင် जा ပေးမဲ့တစ်ချက်ခင်ဖြစ်ပါတယ်ခုပြောပြပေးမဲ့အကြောင်းအရာလေးကတော့အခန်း1လူမှုကျင့်ဝတ်ကသင်ငန်းစာနှစ်ရိုသေလေးစာတို့ကြောင်းသားပဲဖြစ်ပါတယ်ရိုသေလေးစာတို့ကြောင်းသား ိမိတို့အိမ်မှာရှိတဲ့မိသားစုဝင်တွေနဲ့ဆက်ဆံတဲ့အခါမှာအပြန်အလှန်ယိုသေးလေးစားမှုရှိပြန်လိုအပ်လိုလိုအပ်တကယ်သူပဲကျောင်းမှာရှိတဲ့အတန်းပေါ်တငယ်ချင်းတွေဒါမှမဟုတ်ကျောင်းသားတွေချင်းချင်းဆရာတွေကျောင်းမှာရှိတဲ့ဝန်ထမ်းတွေနောက်ကျောင်းနဲ့ဆက်နွယ်နေတဲ့သူတွေနဲ့လည်းအပြန်အလှန်ယိုသေးလေးစားစွာဆက်ဆံတဲ့အလေးချင်းကောင်းတွေရှိဖို့လိုအပ်ပါတယ်။ဒါကအဲ့တော့ယိုသေးလေးစားခြင်းယိုသေးလေးစားခြင်းဆိုတာကလူတအုပ်နဲ့တူဆက်ဆံတဲ့နေရာမှာမတူကွဲပြားမှုတွေကိုလက်ခံပြီးတော့ သူတစ်ပါးပေါ်မှာအလေးထားခြင်းဦးစားပေးခြင်းနဲ့မိမိကိုယ်ကိုနှိမ့်ချစွာဆက်ဆံခြင်းမြင်ဖြစ်ပါတယ်။ကဲအခုဆက်ပြီးတော့ကျေတို့စာသင်ခန်းတွင်အချင်းချင်းအပြန်လှန်ယိုတိလေးစားမှုလေးကိုကြည့်လိုက်ရအောင်။ကဲစာတင်ခန်းအတွင်းမှာအပြန်အလှန်ယိုသေးလေးစားမှုဆိုင်တဲ့အပြုမှုတွေအဒီအပြုမှုတွေကိုကျင့်သုံးသင့်တယ်ဒါမှမဟုတ်မကျင့်သုံးသင့်ပါဘူးကိုအကြောင်းပြချက်လေးတွေနဲ့ပေးရအောင်ဒီဇာတ်လေးမှာကြည့်လိုက်ကြရအောင် အပြန်အလှန်ယိုသေးလေးစားမှုနဲ့ဆိုင်တဲ့အပြုမှုတစ်ခုနော်မောင်ကောင်းသည်တဲ့ဆီယာမဤစာအုပ်များကိုကူညီ၍တည်ပေးသည်တဲ့ကဲဒီအပြုမှုမျိုးကိုကျင့်သုံးသင့်လားမကျင့်သုံးသင့်ဘူးလားဆိုတော့ကျင့်သုံးသင့်ပါလေဘာဖြစ်လို့လဲဆိုတော့ဆရာဆရာမများကိုယိုသေးလေးစားမှုရှိရန်လိုအပ်သောကြောင့်ဖြစ်ပါတယ်။ကဲနောက်တစ်ခုကြည့်ရအောင်။တငယ်ချင်းချင်းချင်းဝင်တိုက်မိသောအခါပြန်တောင်းမှန်သည်တဲ့ အဲဒီလိုအပြုတ်မှုမျိုးကိုကျင့်သုံးသင့်တာပေါ့။ဘာဖြစ်လို့လဲဆိုတော့တငယ်ချင်းချင်းချင်းအပြန်လှန်လေးစားမှုရှိရန်လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါလေ။အမိုက်များကိုစနစ်တကျမစွန့်ပစ်ပါ။ခဲသားသမီးတို့လေဒီလိုအမှုကြည့်မျိုးမပြုတ်လို့သင့်မှုပေါ့။နော်ဘာဖြစ်လို့လဲဆိုတော့အเจ้าမောင်အเจ้าမောင်တန်ရှင်းဝန်ထမ်းတွေလည်းရှိရလေ။နော်တန်ရှင်းဝန်လည်းအဲ့လိုအเจ้าဝန်ထမ်းတွေကိုဟိုအပြန်လှန်လေးစားမှုရှိရန်လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါလေ။ မောင်မျိုးကအခြားတငယ်ချင်းများကို မောင်ဖြိုးနှင့်အတူမကစားရန်ပြောတယ်။အဲဒီပြုမှုမျိုးကတော့သားသမီးတို့ရေမလုံသင့်ပါဘူး။နော်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုပြုမှုလိုက်ခြင်းအပြင်နော်ဒီမိမိရဲ့ပြောလိုက်တဲ့စကားတစ်ခုကြောင့်တခြားသူတွေဘာဖြစ်သွားမလဲ။စိတ်အနှောက်အယှက်ဖြစ်သွားမယ်။စိတ်ထိခိုက်သွားမယ်။အဲ့ဒီအတွက်ကြောင့်ဖြစ်ပါလေ။စာသင်ခန်းတို့အချိန်မီရောက်အောင် လာရမည်။ အေးဒီပြုတ်မှုမျိုးကတော့ကျင့်သုံးသင့်တာပေါ့နော်။သားတို့သမီးတို့ကိုစာသင်ပေးမယ်ဆရာဆရာမတွေကိုရိုသေလေးစားရန်လိုအပ်တဲ့အတွက်ကြောင့်ဖြစ်တယ်။အတန်းတွင်းတငယ်ချင်းချင်းချင်းခိုက်ရန်ဖြစ်ပွားသည်။ကဲဒီပြုတ်မှုမျိုးကတော့မကျင့်သုံးသင့်ဘူးပေါ့နော်။တငယ်ချင်းချင်းချင်းချစ်ချစ်ခင်ခင်နေရမယ်နော်။တယောက်နဲ့တယောက်စီစီလုံးလုံးနေရမယ်။နောက်ပြီးတော့အပြန်လှန်ရိုသေလေးစားမှုရရှိရမယ်အတွက်ကြောင့်ဖြစ်ပါတယ်။ကျောင်းတွင်အချင်းချင်း အပြန်လှန်ရိုသေလေးစားမှု ရုပ်ပုံကာချက်ဖန်တီးခြင်းနဲ့မိမိတို့ကြောင်းရှိចောင်းသားများသည်အတန်းပေါ်တငယ်ချင်းသို့မဟုတ်ចောင်းသားများချင်းချင်းဖြစ်စေဆရာများကြောင်းရှိဝန်တန်းများကြောင်းနဲ့ဆက်နွယ်နေသူများနှင့်ဖြစ်စေဆက်ဆံရာတွင် အပြန်အလှန်ရိုသေလေးစားမှုကို ဖော်ပြတဲ့ရုပ်ပုံကာချက်ပိုစတာတစ်ခုကိုအုပ်စုလိုက်ဆွေးနွေးဖန်တီးပါကဲအဲ့တော့ channel တူတူရုပ်ပုံကားချက်ကလေးတွေကိုဆွေးနွေးကြည့်လိုက်ကြရအောင်။ကဲဒီပုံလေးကိုကြည့်ပါဦး။နော် အတန်းပေါ်တငယ်ချင်းသို့မဟုတ်ចောင်းသားချင်းချင်းမှာမလုပ်နေတယ်ပစ္စည်းတစ်ခုကိုတဲ့အတူတူဝေမျှအသုံးပြုရန်ပြောဆိုနေခြင်းဖြစ်ပါတယ်တဲ့သူတို့ရဲ့ရောင်စုံခဲတံလေးတွေကိုအတူတူဝေမျှသုံးဆွဲနေခြင်းဖြစ်တယ်နော်ဒီပုံလေးอ่ะဆိုရင်ကဲနောက်ပုံလေးတစ်ခုကိုဆက်ကြည့်လိုက်ကြရအောင်ကဲသားတို့သမီးတို့ရေဒီပုံလေးမှာဆိုရင်봐တွေ့လဲနော်ဆရာဆရာမတွေနဲ့တွေ့တဲ့အခါမှာရိုးရိုးတည်တည်လေးလေးစစနဲ့လက်ကလေးပိုက်ခေါင်းလေးငုံပြီးတော့ နှုတ်ဆက်နေခြင်းဖြစ်တယ်ဟဲ့လားပါဇက်ကလည်းချူတာတဲ့စကားလေးနဲ့မင်္ဂလာပါအဲဒီလူမျိုးလေးနှုတ်ဆက်နေတာပေါ့နော်ဆရာဆရာမတွေကိုကဲနောက်ပုံလေးတစ်ခုကိုဆက်ကြည့်လိုက်ကြရအောင်လေသားသမီးတို့ဘာတွေ့လဲဒီပုံလေးမှာနော်စာသင်ခန်းထဲမှာရှိတဲ့အမိုက်တွေကိုအမိုက်ဘုံတွေကိုစနစ်တကျဆွန့်ပစ်နေတယ်ဒါဟာဆိုလို့ရှိရင်ကျောင်းရဲ့တန်ရှင်းရင်ကိုရောနောက်ကတန်ရှင်းရင်ဝန်ထမ်းတွေကိုရောကုညီယာရောက်ပါတယ်ကဲဒီပုံလေးကိုဆက်ကြည့်လိုက်ကြရအောင်နော်ဒီပုံလေးက ဘာပုံလေးဖြစ်မလဲစဉ်းစားကြည့်ပါဦး။ကဲကျမ်းမာရေးအဖွဲ့ကလာအเจ้าကိုလာပြီးတော့ဟောပြောပွဲတွေလုပ်နေတယ်။အဲ့လိုဟောပြောပွဲတွေလုပ်တဲ့အခါမှာကျောင်းသားကျောင်းသူတွေသားသမီးတွေကစိတ်အားထက်သန်စွာနားထောင်ပြီးတော့ရင်ရင်ကြည်ကြည်ပါဝင်ဆွေးနွေးနေတဲ့ပုံလေးဖြစ်ပါတယ်။ကဲသားသမီးတို့ရေအခုဆက်ပြီးတော့စာမျက်နှာ၉မှာရှိတယ်နော်။အုပ်စုလိုက်တရုပ်ဆောင်ခြင်းလုပ်ငန်းတဲ့ အောက်တွင်ဖော်ပြထားသောအပြန်အလှန်ရိုသေလေးစားမှုဖြစ်ရက်ကိုတဲ့နမူနာကြည့်ပြီးတော့ပေးထားတဲ့ဖြစ်ရက်တစ်ခုစီမှာသားလို့သမီးတို့ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ကြည့်ကြမယ်နော်အဲ့တော့ဖြစ်ရက်၁လေးကိုကြည့်လိုက်ကြရအောင်အတန်းပေါ်တငယ်ချင်းသို့မဟုတ်ကျောင်းသားများအချင်းချင်းအပြန်အလှန်ရိုသေလေးစားမှုတဲ့နော်ဖြစ်ရက်၁မှာပါလဲဆိုတော့အတန်းထဲမှာသင်္ချာနှစ်ပု္ပ္ပစာတွေတွေ့ရင်းနဲ့ဆက်ဝိုင်းဆွဲနေရနေပြီးတော့ကွန်ပါ မှာတက်ထားတဲ့ခဲတံလေးကျိုးသွားတယ်အဲ့ဒီခါမှာတငယ်ချင်းတွေထံမှာသွားပြီးတော့ခဲတံငှားလို့တဲ့ခါမှာအချင်းအချင်းအပြန်အလှန်ယိုသေးလေးစားမှုကိုပေါ်ပြတဲ့အသုံးနှုံးတွေကိုအသုံးပြုပြီးတော့ခဲတံငှားတဲ့အခြေအနေတစ်ခုကိုသရုပ်ဆောင်ပြပါတဲ့ခြေကနမူနာလေးပြောပြပေးမယ်နော်ဖိုးကဲရတဲ့တင်ချာနှစ်ပု္ပ္ပာတွေ့ရင်လည်းစဝိုင်းဆွဲနေရနေပြီးတော့ဒီကွန်ပါမာတက်ထားတဲ့ခဲတံကျိုးသွားတယ်။အဲ့ဒီခါမှသူခဲတံငှားလို့တဲ့ခါမှသူ့ဘေးကတငယ်ချင်းကိုအကူညီတောင်းတယ်။ เนาะဖိုးကဲရဘာပြောလဲဆိုတော့စဝိုင်းပုံတပုံနေတဲ့ပုတ်စာတပုတ်တော့ပြီးသွားပြီနောက်ထပ်တွက်เสียသုံးပုတ်ကြံပါသေးလားဆိုပြီးတော့เนาะသူဒုတိယမြောက်ပုတ်စာတွက်ဖို့တွက်မဲ့အချိန်မှာကွန်ပါသုံးရမယ်အဲ့ဒီအချိန်မှာစဝိုင်းဆွဲနေတဲ့အချိန်မှာရုတ်တရက်ခဲတံအကျိုးသွားတယ်ငါအဲ့ဒီအချိန်မှာဖိုးကဲဟာခဲတံကျိုးသွားပြီခါရင်ဆိုခဲတံကအပေါ်ပါတယ်ဒီနေ့မှပဲခဲတံကလည်းအပေါ်မပါတော့ဘူးထင်တယ်မယူလာတော့မှပဲကျိုးသွားရတယ်ပုံဆက်ဆွဲလို့လည်းမရတော့ဘူး ဘီနာကတငယ်ချင်းရှိမှအကူညီတောင်းကြည့်မယ်ဆိုပြီးတော့သူကတဲသေးတဲ့ငါပုံဆွဲနေကွန်ပါခဲတံကျိုးသွားလို့နေ့စီမှာခဲတံအပူပိုင်ခဏလောက်ငှားပါလားနော်ဒါမှမဟုတ်ရင်ကွန်ပါလေးခဏငှားပါလားလို့ပြောတယ်အဲတဲသေးကပြောလဲဆိုတဲသေးကသူ့မှာခဲတံအပူမပါကြောင်းထောက်ချွန်ပါဆိုလဲမငှားနိုင်ကြောင်းကိုဘာလို့ပြောမလဲချူချူတတလေးဘလို့ပြောခဲ့လဲဆိုတာစက်ကြည့်ရအောင်နော်တဲသေးကပြောတယ်ငါမှာခဲတံတော့အပူမပါလာဘူးကွန်ပါတော့ပါတယ် ငါပုံဆွဲတာမပြီးသေးတော့မငားနိုင်သေးဘူးနော်ဆိုပြီးတော့နော်အတသေးကအဲ့လိုမျိုးချွတ်ချွတ်တသားပြောပြီးတော့ညင်းလိုက်တာပေါ့အဲ့လိုတသေးညင်းစံကိုညင်းနေတဲ့ဟာကိုတခြားတငယ်ချင်းတယောက်ကကြားတယ်တခြားတငယ်ချင်းတယောက်ကကူညီနေနော်ကူညီအဲ့ကူညီတတ်တဲ့ကိုတိုးပေါ့ကိုတိုးကသူ့ကွန်ပါငားမယ်လို့ဖိုကဲကိုချွတ်ချွတ်တသားပြန်ပြောခဲ့တယ်အဲ့တော့ကိုတိုးကဗာပြောလဲငါမှခဲတဲ့အပေါ်မပါပါပဲမဲ့ကွန်ပါပါတယ်တဲ့ငါပုံဆွဲလို့တော့မပြီးသေးဘူးဒါပေမဲ့ မင်းပုံဆွဲတာကငါထက်ပိုမြန်နေမင်းအရင်ယူပြီးတော့ပုံဆွဲလိုက်နော်ဆိုပြီးပြောတယ်ဖိုးကရအားနာတာပေါ့နော်ရပါတယ်ကွာတဲ့မင်းအရင်ဆွဲပါငါပု္ပ္ပာအရင်ကူထားလိုက်မယ်လို့ပြောတယ်အဲ့ဒီခါမှာကိုတိုးကရော့ပါကွာမင်းအရင်ပုံဆွဲလိုက်ပါဆိုပြီးတော့ပြေးတယ်အဲ့နဲ့ဖိုးကရလည်းအေးပါဒါဆိုလဲပြီးရောငါအရင်ဆွဲလိုက်မယ်ဆိုပြီးတော့ဆွဲလိုက်တယ်နော်ဖိုးကပုံဆွဲပြီးသွားတဲ့ခါမှာကိုတိုးကလည်း ုံပါငားတဲ့အတွက်ကြောင့်ကျေးဇူးတင်ကြောင်းပြောပြလိုက်ပြောပြခဲ့တယ်တဲ့ယဉ်ကျေးတဲ့အပြုမှုပေါ့နော်အဲဖိုးကဲကဗာပြောလဲဆိုကျေးဇူးကျေးဇူးပါတငယ်ချင်းရတဲ့ငါ့ကိုမင်းမကူညီလို့ရှိရင်ပု္ပ္ပာတွေငါတွက်လို့ပြီးမှာမဟုတ်ဘူးလို့ပြောတယ်ကိုတိုးကလည်းယဉ်ယဉ်ကျေးကျေးလေးပဲပြန်ပြီးတော့ပြောတယ်အေးပါကွာရပါတယ်အချင်းချင်းပဲကူညီရမှာပေါ့လို့ပြောတယ်အဲဒါဟာဆိုလို့ရှိရင်เจ้าသားအချင်းချင်းเนาะတငယ်ချင်းချင်းချင်းမှာအပြန်အလှန်ယိုသေးလေးစားမှုကို ဖော်ပြထားခြင်းဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်ဖြစ်ရတဲ့နှစ်ကလေးကိုခြေကဖတ်ပြမယ်။ဒါတို့သမီးတို့ရုပ်ဆောင်ကြည့်ကြမယ်နော်။ကဲဖြစ်ရနှစ်ကလည်းတို့အတန်းပေါ်တငယ်ချင်းသမုတ်ကျောင်းသားချင်းချင်းအပြန်လှန်ယူသေးလေးစားမှုလေနော်။ကျောင်းသားချင်းချင်းနဲ့ရုပ်တရက်ဝင်တိုက်မိတဲ့အခါမှာအချင်းချင်းအပြန်လှန်ယူသေးလေးစားမှုကိုဖော်ပြတဲ့အသုံးနှုန်းတွေကိုအသုံးပြုပြီးတော့တောင်းမှန်တဲ့အခြေအနေကိုတစ်ခုကိုသရုပ်ဆောင်ပြပါတဲ့နော်။ အဲ့ဒီခါမှာသားရသမီးတို့တူနဲ့တူယူသေးလေးစားမှုနဲ့တောင်းမှန်တဲ့အပြောဆိုအမူအရာတွေသုံးပြီးတော့တရုတ်ဆောင်ကြည့်မယ်နော်အဲဆိုရင်တရုတ်ဆောင်ကြည့်ကြအောင်နော်ကဲဖြစ်ရက်နှစ်ကလေးอ่ะနော်မုတ်စားဆင်းချိန်တစ်ခုမှာပေါ့နော်အောင်အောင်ဟာစာတင်ငန်းအပြင်ဘက်ကလေးမှာရက်နေတယ်အဲ့ဒီချိန်မှာတခါလဲဇော်မျိုးကတငယ်ချင်းနေနဲ့ဟိုဘက်မုတ်စားလဲကနေပြေးလွှားဆော့ပြီးတော့ဆော့ကစားပြီးတော့သူဝင်လာလိုက်တာပေါ့အဲ့ဒီခါမှာသူအောင်အောင်ကိုမှတ်တမဲ့ဝင်တိုက်မိသွားတယ်အဲ့ဒီချိန်မှာအောင်အောင်ကထိုင်ရက်လဲကြသွားတယ် အဲအဲ့ဒီခါမှာဇော်မျိုးကဘာပြောလဲဆိုတော့တငယ်ချင်းရေမတော်တဆတိုက်မိတာခွင့်လွတ်ပါနော်ဆိုပြီးတော့ပြောပြီးတော့အောင်အောင်ကိုထူပေးတယ်။အောင်အောင်ကလည်းဘာပြောလဲဆိုတော့ရပါတယ်ကွာမတော်တဆဖြစ်တာပဲဆိုပြီးတော့စာသင်ခန်းထဲကိုတငယ်ချင်းနှစ်ယောက်အတူတူဝင်သွားတယ်။ကဲဒီဖြစ်ရလေးကတော့เนาะအတန်းပေါ်တငယ်ချင်းချင်းချင်းသုံးမို့ចောင်းသားများချင်းချင်းအပြန်အလှန်ယူသေးလေးစားမှုရှိတဲ့ဖြစ်ရကလေးပဲဖြစ်ပါတယ်။ဒါတော့သမီးတို့လည်းအပြင်မှာ ကိုယ်တငယ်ချင်းတွေနဲ့ကြောင်းသားချင်းချင်းဒီလိုအပြန်အလှန်ယူသိလေးစားမှုတွေနဲ့နေထိုင်ကြမယ်နော်။ကဲဖြစ်ရသုံးနောက်တစ်ခုကဆရာဆရာမများနဲ့အပြန်အလှန်ယူသိလေးစားမှုတဲ့နော်။ကျောင်းတွင်အာဇာနည်နှင့်အထိတ်မှတ်အကျိုးပြိုင်ပွဲများပြုလုပ်ရန်အဖွဲ့များဖွဲ့စည်းရတွင်နဲ့ဆရာများနှင့်ကြောင်းသားများကရင်ကျေးစွာပါဝင်ဆွေးနွေးသည့်အခြေအနေတစ်ခုကိုတရုတ်ဆောင်ပြပါတဲ့နော်တရုတ်ဆောင်ဘွဲမှာပြိုင်ပွဲတွေပြုလုပ်ဖို့ဆီယမ်မာတွေနဲ့အတူတူចောင်းသားတွေ တက်ကြွစွာပါဝင်ဆွေးနွေးပြီးတော့ယဉ်ကျေးတဲ့အပြောဆိုအမူအရာလေးတွေကိုအသုံးပြုပြီးတော့တရုတ်ဆောင်လာမယ်နော်ဒါလေးကိုဆက်ကြည့်လိုက်ကြရအောင်ဂေဒီဖြစ်ရလေးကတော့အာဇာနည်နဲ့အထိမ့်မှတ်အကျိုးပြိုင်ပွဲပြုလုပ်ရန်အတွက်အတန်းမှန်ဆီယာမနဲ့အသင်းကောင်းဆောင်၅ဦးနောက်ပြီးတော့ကြံတဲ့အသင်းဝင်ကျောင်းသားကျောင်းသူများနဲ့ဆွေးနွေးကြပုံလေးကိုခြေရပြောပြပေးမှာဖြစ်ပါတယ်နော်ဆီယာမကပြောလဲဆိုတော့ဂေဒီဆီယာမတို့တတ္တမတန်းကနော်အာဇာနည်နဲ့အထိမ့်မှတ်အကျိုးပြိုင်ပွဲမှာနယံကပ်ပိုစတာပြိုင်ပွဲ ပါဝင်မှာဖြစ်တယ်။ကဲအသင်းကောင်းဆောင်၅ဦးဖြစ်တဲ့နော်အနော်ထာအသင်းကောင်းဆောင်ထက်မြက်ကျန်စစ်သားအသင်းကောင်းဆောင်ဝေဖြိုးဘရင်တော်အသင်းကောင်းဆောင်စုယီအလောင်းဖျားအသင်းကောင်းဆောင်ယမင်းဗန္ဓုလအသင်းကောင်းဆောင်ဝေယံဒီကောင်းဆောင်၅ဦးကဥဆောင်ပြီးတော့ဒီနယံကပ်ပိုစတာပြိုင်ပွဲအတွက်ဝင်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။အဲပထမဆုံးစုယီနဲ့ယမင်းကဗာပြောလဲဆိုတော့သမီးတို့ကအာဇာနီ၉ဦးရဲ့အချက်လက်တွေကိုရှားဖွေစုဆောင်းပေးပါမယ်။ ဲအဲ့တော့ထက်မြက်တဲ့ဝေဖြိုးတို့အတင်းရလဲနော်ကျွန်တော်တို့ကစုဆောင်ရရှိထားတဲ့အချက်အလက်တွေအချက်အလက်လေးတွေနဲ့ပကြီလေးတွေနဲ့တွဲပြီးတော့ပိုစတာပြုတ်လုပ်ပါမယ်တဲ့ဝေရန်တို့ဗန္ဓုရအတင်းရလဲကျွန်တော်တို့အတင်းကပိုစတာတွေကိုအလှဆင်ဖန်တီးကြမယ်လို့ပြောတယ်အဲ့တော့ဂျန်တဲ့ចောင်းသားចောင်းသူအတင်းဝင်နေအားလုံးကလည်းကျွန်တော်တို့ကျွန်တော်ကျမတို့အားလုံးသဘောတူပါတယ်အားလုံးအတူတူပူးပေါင်းဆောင်ရွက်ကြပါမယ်ဆရာမလို့ပြောတယ် ကဲဒီဖြစ်ရလေးဟာဆိုလို့ရှိရင်နော်ဆီယမားကိုလည်းယိုသေးလေးစားမှုနောက်တငယ်ချင်းချင်းချင်းယိုသေးအပြန်လှန်ယိုသေးလေးစားမှုတွေနောက်အဲစုပေါင်းဆောင်ရွက်မှုတွေကိုပေါ်ပြတဲ့ဖြစ်ရကလေးပဲဖြစ်ပါတယ်။ဒါလိုသမီးတို့လည်းကြောင်းမှာအထိတ်မှန်ပွဲတွေပြိုင်ပွဲတွေရှိမယ်ဆိုလို့ရှိရင်တော့ဆရာဆရာမတွေတငယ်ချင်းတွေဖြစ်တဲ့ကျောင်းသားကျောင်းသူတွေနဲ့အပြန်အလှန်ယူသေးလေးစားမှုတွေနောက်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပါဝင်လှုပ်ဆောင်ကြမယ်နော်။ကဲနောက်တစ်ခုကတော့ ဆရာကမိမိကိုတဲ့အိဇာအဖြစ် ပေးလိုက်တဲ့သင်္ချာပု္ပ္ပစာအာမတွက်လာသည်ကိုအကျိုးအကြောင်းစီလော်စာဖြင့်ဆရာကိုရှင်းပြသည့်အခြေအနေတစ်ခုကိုသရုပ်ဆောင်ပြပါတဲ့နော်အဲ့တော့အိဇာမလုလာရတဲ့အကြောင်းရင်းကိုသေချာရှင်းပြတဲ့အသုံးနှုံးနဲ့ဆရာကိုရိုသေလေးစားတဲ့အမူအရာလေးတွေတုံပြီးတော့ရှင်းမယ်နော်အဲဒီထဲမှာဆိုမူမူအကြောင်းပေါ့နော်မူမူဟာဆရာမပေးလိုက်တဲ့ အိမ်စာသင်္ချာပု္ပ္ပာတွေကိုမတွက်လာတဲ့အကြောင်းကိုရိုသေလေးစားစွာရှင်းပြတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။နော်။အဲဆရာမကအတန်းထဲဝင်လာပြီးတော့မနေ့ကအိမ်စာပေးကဲကလေးတို့ရေနော်မနေ့ကအိမ်စာပေးလိုက်တဲ့သင်္ချာပု္ပ္ပာတွေတွက်ခဲ့ကြလား။နော်။စောင်းတွေလာထက်ကြလို့ပြောတယ်။အဲ့ဒီခါမှာမူမူကပါပြောလဲဆိုတော့မူမူကသမီးမတွက်ရသေးပါဘူးဆရာမ။နော်ဘာဖြစ်လို့လဲဆိုတော့မနေ့ညကစာကျက်ပြီးတော့သင်္ချာပု္ပ္ပာတွေတွက်ရင် မေ့သွားလို့ပါဒီနေ့တွက်ခဲ့ပါမယ်ဆိုပြီးတော့ရိုရိုတေတေလေးလေးစစနဲ့ပြောတယ်။နောက်သူ့ရဲ့အမားကိုသူလုပ်ခဲ့တဲ့အမားကိုသူဝန်ခံတာလေနော်ဝန်ခံပြီးတော့သူပြောတယ်အဲ့ခါမှဆရာမကပါပြောပြောလဲဆိုတော့အေးကောင်းပြီခုလိုမျိုးအမားကိုဝန်ခံပြီးတော့နော်ပြန်တွက်မယ်ဆိုပြီးတော့ပြောတယ်ဒီလိုတာဝန်ယူလို့စိတ်ရှိတဲ့အတွက်တေချာပြန်တွက်ခဲ့နော်နောက်တစ်ခါဒီလိုအမားမျိုးမဖြစ်စေနဲ့နော်ဆိုပြီးတော့ဆရာမကပြောလိုက်တယ်။ကဲဒီဖြစ်ရလိမ့်မှာတော့နော် ဆရာဆရာမကိုယူသေးလေးစားမှုရှိတယ်။နောက်ပြီးတော့ကိုယ့်ရဲ့အမားကိုဝန်ခံရဲတယ်။တာဝန်ယူလို့စိတ်ရှိတာတွေကိုတွေ့ရမှာဖြစ်တယ်နော်။ကဲသားတို့သမီးတို့လည်းဒီလိုအိမ်စာမလုပ်ခဲ့တဲ့ဖြစ်ရမျိုးလေးတွေရှိခဲ့မယ်ဆိုလို့ရှိရင်ဆရာဆရာမကိုအကျိုးချောင်းကိုရိုးရိုးသေးသေးလေးလေးစားစားနဲ့တရားပြောပြမယ်။နော်ကိုယ့်အမားကိုဝန်ခံရဲပြီးတော့တာဝန်ယူလို့စိတ်တွေရှိရမယ်နော်။ ကဲဒီဖြစ်ရ300ဆိုလို့ရှိရင်ဆရာဆရာမတွေနဲ့အပြန်အလှန်ရိုသေလေးစားမှုကိုဖော်ပြပေးခဲ့တဲ့ဖြစ်ရကလေးတွေပဲဖြစ်ပါတယ်ကွယ်။ကဲဒီချေလို့ဆက်ပြီးတော့ဖြစ်ရလေးကိုဆက်ပြီးတော့လေ့လာကြည့်ရကြအောင်။ဖြစ်ရလေးကပါလဲဆိုတော့ကြောင်းရှိဝန်တန်းများနဲ့အပြန်အလှန်ရိုသေလေးစားမှုတဲ့နော်။မိမိနှစ်မိမိတငယ်ချင်းကြောင်းဤလျှောက်လန်းတွင်နဲ့လျှောက်လာစဉ်မှာတငယ်ချင်းကအမိုက်ကိုလမ်းမှာပြစ်ချလိုက်တဲ့အခါမှာအမိုက်ကိုအမိုက်ပုံးတဲ့သို့စနစ်တကျ စွန့်ပစ်တဲ့ကြောင်းပြောပြတဲ့အခြေအနေကိုသရုပ်ဆောင်ပြပါတဲ့အမိုက်ကိုအမိုက်ပုံးသေးသို့စနစ်တကျစွန့်ပစ်ခြင်းဟာဆိုလို့ရှိရင်ကြောင်းရဲ့တန့်ရှင်းရေးကိုကူညီခြင်းဖြစ်ကြောင်းတငယ်ချင်းကိုရှင်းပြတဲ့အပြောဆိုလေးနဲ့အမူအရာလေးတွေကိုသုံးနှုတ်ပြီးတော့သရုပ်ဆောင်ကြမယ်။ကဲဒီဖြစ်ရလေးမှာတော့နော်စီသူနဲ့အောင်မြတ်တငယ်ချင်းနှစ်ယောက်ပေါ့မနေ့ဆောဆောစီစီသူတို့ကြောင်းအတူတူလမ်းရှောက်ပြီးတော့လာကြတယ်ပြီးတော့ကြောင်းထဲကိုဝင်တယ်အဲကြောင်းဝင်ထဲမှာရှောက်သွားရှောက်သွားနေတယ်ကြောင်းရဲ့ရှောက်လန်းတနေရာရောက်တဲ့အခါကျတော့ ောင်မြတ်ကသူ့လက်ထက်အသုံးပြုသားတ िश ူးလေးကိုအမှတ်တမဲ့ပစ်ချလိုက်တယ်။အဲဒီခါမှာစီသူကတငယ်ချင်းတ िश ူးဆိုအမှိုက်ပဲလေအဲ့ဒီလိုမပစ်ရဘူး။နော်အမှိုက်ပုံးလေးကိုစနစ်တကျပစ်ရမယ်။ဒါကကြောင်းတန့်ရှင်းရေးအတွက်လို့ပြောလိုက်တဲ့အခါမှာအောင်မြတ်ကဘာပြောလဲဆိုတော့ငါမှားသွားပါလေကွာဆိုပြီးတော့အမိုက်ကလေးကိုပြန်ကောက်ပြီးတော့ပြန်ကောက်ပြီးတော့အမိုက်ပုံးထဲကိုစနစ်တကျပြစ်လိုက်တယ်နော်ဒါဟာဆိုလို့ရှိရင်ဒီဖြစ်ရတဲ့ရာဆိုရင်တငယ်ချင်းချင်းချင်းယူသိလေးစားမှုကိုပြတယ် နောက်ပြီးတော့ကြောင်းတန့်ရှင်ရဲ့အတွက်ကူညီခြင်းလည်းဖြစ်ပါတယ်။စီရင်ဦးလေးကြီးကစာအုပ်ထုတ်တွေတဲလာလာကို မြင်တဲ့အခါမှာမိမိကကုသပေးမိကိုဘယ်လိုပြောမလဲဆိုရိုသေလေးစားတဲ့အပြုမူနောက်ပြောတဲ့အသုံးနှုံးတွေရတယ်ကူညီပေးတဲ့အမူအရာတွေနဲ့သုံးပြီးတော့တရုပ်ဆောင်ကြမယ်။ကဲဒီဖြစ်ရရတော့ကျောင်းမှာရှိတဲ့စီရင်ဦးလေးကြီးကစာအုပ်ထုတ်တွေကိုတဲလာလာကိုမြင်တဲ့အခါမှာမောင်လူအေးကဦးလေးအထုတ်တွေအများကြီးပါလားမနိုင်မနေနဲ့ကျွန်တော်ကုသပေးပါမယ်ခင်ဗျာလို့ပြောပြီးတော့ ူတည်ပေးတယ်။အဲ့ဒီခါမှာစီရေးဦးလေးကြီးကလည်းမောင်နူအေးကဒီလိုမျိုးအထုပ်တွေကူတည်ပေးတဲ့အတွက်မောင်နူယေစုတင်มาတယ်ကွယ်လို့ပြောလိုက်တယ်။ဒီဖြစ်ရလေးမှာရှိတဲ့ဖြစ်ရကလေးတွေဟာဆိုလို့ရှိရင်ကျောင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အပြန်အလှန်ယူသေးလေးစားမှုကိုပေါ်ပြတဲ့ဖြစ်ရကလေးတွေပဲဖြစ်ပါလေ။ကဲဒီချေလို့ဆက် ပြီးတော့ဖြစ်ရငါးလေးဆက်ကြည့်လိုက်ကြရအောင်။ကျောင်းနှင့်ဆက်နွယ်နေသူများနှင့်အပြန်အလှန်ယူသေးလေးစားမှုတဲ့။အဲဒီဖြစ်ရဒီမှာတော့ ကျောင်းတွင်ရင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပနေချိန်မှာမိမိတငယ်ချင်းကလိုက်နာမှတ်သားခြင်းမရှိဘဲနဲ့အခြားတငယ်ချင်းနဲ့စကားပြောနေတဲ့အပြုမူကိုမလုံသင့်ကြောင်းပြောပြတဲ့အခြေအနေတစ်ခုကိုသရုပ်ဆောင်အောင်မှာဖြစ်ပါတယ်။ဟောပြောပွဲပြုလုပ်နေတဲ့အချိန်မှာနားမထောင်ဘဲနဲ့စကားပြောနေပါကတဲ့အခြားသူများအတွက်အနောက်ရှက်ဖြစ်စေကြောင်းနောက်တငယ်ချင်းကိုရှင်းပြပြီးတော့ဂယုတစိုက်နားထောင်သင့်ကြောင်း ပြောပြတဲ့အသုံးနှုံးတွေနဲ့အမူအရာတွေနဲ့သိဥ္စာအောင်မှာဖြစ်ပါတယ်။အဲဒီဖြစ်ရမှာဆိုလို့ရှိရင်တော့ကျောင်းမှာရင်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကျင်းပနေတဲ့အချိန်မှာတန့်စင်ကအခြားတငယ်ချင်းတယောက်နဲ့စကားပြောနေတဲ့အတွက်ထွန်းထွန်းကဘာပြောလဲဆိုတော့နော်ထွန်းထွန်းကတန့်စင်တငယ်ချင်းနော်ရင်စည်းကမ်းလမ်းစည်းကမ်း ဟောပြောပွဲကျင်းပနေတာဟောပြောနေတာဟာဘုသူတာရတယ်တကယ်လဲလိုအပ်တယ်เนาะသေချာလိုက်နားထောင်မှတ်သားနော်အခုလိုစကားတွေပြောနေလို့ရှိရင်စီကံအကြောင်းတွေလည်းသိမှာမဟုတ်ဘူးနောက်ပြီးတော့ကြံတဲ့လူတွေလည်းအနှောက်အယှက်ဖြစ်မယ်လို့ပြောတယ်အဲ့ဒီခါမှာတန်စင်ကအေးအခုလိုပြောတဲ့အတွက်သတိပေးတဲ့အတွက်ယေရှုတင်ပါတယ်ထွန်းထွန်းရဲ့ဟုတ်တယ်ငါတေချာလိုက်နားထောင်ပြီးတော့လိုက်ပြီးတော့မှတ်သားပါမယ်လို့ပြောတယ် တားရသမီးတို့လည်းအเจ้าမှာဒီလိုဟောပြောပွဲတွေကျင်းပနေတဲ့အချိန်မှာဆိုလို့ရှိရင်ကျောင်းနဲ့ဆက်နွယ်နေတဲ့သူတွေနဲ့အပြန်အလှန်ရိုသေလေးစားမှုတွေထားရှိရမယ်နော်။ကဲဒီချေလို့ဖြစ်ရခလေးလေးလာပြီးပြီဆိုတော့ဒီသင်ခန်းစာရဲ့အဓိကအချက်ကလေးတွေကိုလေ့လာကြည့်လိုက်ကြရအောင်။ကျောင်းတွင်နဲ့အတန်းပေါ်တငယ်ချင်းသို့မဟုတ်ကျောင်းသားချင်းချင်းဆရာများကျောင်းရှိဝန်ထမ်းများကျောင်းနှင့်ဆက်နွယ်နေသူများနှင့်လည်းအပြန်အလှန်ရိုသေလေးစားမှုနဲ့ဆက်ဆံရမယ်။ရိုသေလေးစားခြင်းဆိုတာ လူတဦးနဲ့တူဆက်ဆံတဲ့နေရာမှာမတူကွဲပြားမှုကိုလက်ခံပြီးတော့သူတဘာကိုအလေးထားခြင်း၊ဦးစားပေးခြင်းမိမိကိုယ်ကိုနှိမ်ချစွာဆက်ဆံခြင်းပင်ဖြစ်ပါတယ်။ဒီနေ့တစ်ချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်း၁လူမှုကျင့်ဝတ်ရဲ့သင်ခန်းစာနှစ်ရိုသေလေးစာဒိုကျောင်းသားအကြောင်းပဲဖြစ်ပါတယ်။သားသမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်လိမ့်မယ်လို့ရှင်းမျှော်လင့်ပါတယ်။လက်တွေ့ဘဝမှာလည်းကျင့်သုံးနိုင်မယ်လို့ရှင်းယုံကြည်ပါတယ်။ နောက်သင်ခန်းစာမှာဒီလိုပြန်တွေ့ကြမယ်နော်